ဝါကိုပိုင်အုပ်ချုပ်ခွင့်ရတိုင်းဟာရှမ်းပြည်နယ်မြောက်ပိုင်းမှာရှိတဲ့ဟိုပန်မိုင်းမော်ပန်ဝိုင်းနားဖန်မက်မှန်နဲ့ပန်ဆန်းမြို့နယ်ဆိုပြီးမြို့နယ်6ခုကိုခရိုင်2ခုခွဲပြီး2008ခုနှစ်ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေအရသတ်မှတ်ပြဋ္ဌာန်းထားတာပါမကြသေးမီကကျင်းပခဲ့တဲ့လွှတ်တော်ထဲမှာဝါကိုပိုင်အုပ်ချုပ်ခွင့်ရတိုင်းကိုပြည်내အဆင့်ထိတိုးမြှင့်ပေးဖို့ဝါလူမျိုးလွှတ်တော်အမတ်တွေကတင်သွင်းခဲ့ကြပါတယ်။ အဲ့ဒီလိုပြည်내အဆင့်ထိတိုးမြှင့်တောင်းဆိုမှုဟာအမျိုးသားညီလာခံကျင်းပနေကြတဲ့ကတောင်းဆိုခဲ့တာဖြစ်ပြီးတိုင်းရင်းသားအများစုကလက်မခံခဲ့တဲ့အတွက်ကြောင့်ဝါကိုပိုင်အုပ်ချုပ်ခွင့်ရတိုင်းအဆင့်သာဖြစ်ခဲ့ရတာလို့တိုင်းရင်းသားအရေးဆောင်ကြီးလေးလာသူတွေကဆိုကြပါဗျာ။ လက်ရှိချိန်မှာပြည်ထောင်စုအစိုးရရဲ့အုပ်ချုပ်ရေးရန်နေအပြင်တရားစီရင်ရေးပညာရေးစတာတွေဟာဝါကိုပိုင်အုပ်ချုပ်ခွင့်ရတိုင်းထဲမှာတက်ရောက်မှုမရှိဘူးလို့ရှမ်းမျိုးသားများဒီမိုကရေစီအဖွဲ့ချုပ် SND ဥက္ကဋ္ဌဦးခွန်ထုံးက RFA ကိုပြောပါတယ်။ဝါကသူ့ကိုပိုင်အုပ်ချုပ်ရနော်တိုင်းထဲမှာဘ ᱹ ဒုကိုမှသူကဝင်ခွင့်မပေးဘူးနော် မပေးတဲ့ပြင်သူ့မှာအစိုးရကနေနော်ဟိုပါဟာဟိုအုပ်ချုပ်တဲ့အုပ်ချုပ်ရေးရန်တရားမရှိဘူး တရားရေးမှန်တိုင်းမရှိဘူးရဲစခန်းမရှိဘူးအစိုးရဖွင့်တဲ့အကြောင်းမရှိဘူးနော်ဘန်းနော်နောက်ပြီးတော့ဆေးရုံဒါဟိုဟိုပြည်နယ်တစ်ခုမှာအရှင်မရင်ဒီကျွန်တော်သူတို့ပြောပြောနေတဲ့နော်ဒီဘန်ဒိုင်အဘယ်ဆိုရီသူတို့တော်ဝင်အေးသုံးပါးတည်းကတခုဖြစ်တဲ့နော်အချုပ်အချာပိုင်ဆိုင်မှုမတက်ရောက်ဘူး 1989ခုနှစ်ခရဲကအရင်ဗမာပြည်ကွန်မြူနစ်ပါတီဌာနချုပ်ဖြစ်ခဲ့တဲ့ပန်ဆန်းမျိုးကိုဝါစစ်ဖို့ချုပ်တွေကအာဏာသိမ်းခဲ့ပြီးနောက်ပိုင်းနိုင်ငံတော်ငြိမ်ဝှေ့ပြည်ပြားရေးအဖွဲ့ကဖိုးချုပ်ကြီးခင်ညိုနဲ့ဆွေးနွေးခဲ့ပြီးအပြစ်ခတ်ရက်ဆဲခဲ့ပါတယ်။တချိန်တည်းမှာလဲဝါပြည်သွေးစည်းညီညွတ်ရေးပါတီကိုထူထောင်ခဲ့သလိုဝါတက်မတော်ဟာတိုင်းရင်းသားလက်နက်ကိုင်တွေအဖွဲ့ချမှာအင်အားအကြီးမားဆုံးအစိုးရရဲ့ဩဇာအာဏာတက်ရောက်မှုအနည်းဆုံးတက်မတော်တစ်ခုဖြစ်နေတယ်လို့ဝေဖန်ပြောဆိုကြပါတယ် လက်ရှိအစိုးရလက်ထက်မှာဝါပြည်သွေးစည်းညီညွတ်ရေးပါတီခေါင်းဆောင်ပိုင်းတွေနဲ့တွေးဆုံဆွေးနွေးရမှာလဲဝါနယ်ထဲမှာဆွေးနွေးတာကိုလက်မခံပဲရှမ်းပြည်နယ်ကျိုင်းတို့မြို့တို့နေရာမျိုးမှာဆွေးနွေးပြတာများတယ်လို့လေလာသူတွေကဆိုပါတယ်။ ို့တော်လည်းလက်ရှိတမရဦးသိန်းစင်အစိုးရလက်ထက်မှာနိုင်ငံရေးအပြောင်းအလဲနဲ့အတူတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့အဖြစ်ခက်ရက်စဲရဲတွေမြ мян ဆန်ဆန်ဖြစ်လာတဲ့အချိန်မှာဝါပြည်နယ်ဟာအရင်ကလိုပြည်အောင်စုအစိုးရရဲ့အုပ်ချုပ်ရေးတရားစီရင်ရေးစသဖြင့်ထိန်းချုပ်မှုအောက်ကနေဆက်လက်ပြီးကင်းလွတ်နိုင်မှာမလားဆိုတာကိုလည်းအများစုကစိတ်ဝင်စားကြပါတယ်။ လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဦးခင်ကြီးကတော့လာမယ့်2014ခုနှစ်မှာပြည်လုံးကျွတ်တကောင်စင်းကောက်ယူမယ့်အချိန်ကျရင်ဝါကိုပိုင်အုပ်ချုပ်ခွင့်ရတိုင်းအတွင်းကိုပါလူဦးရေစီရင်ကောက်ယူသွားမယ်လို့ဆိုပါတယ်။ဝါဒေသတွေမဟုတ်ပါဘူးကျွန်တော်ဆောစောပြောသလိုလေတကောင်စင်းကတနင်္ဂနွေလို့ကောက်ပါခုနကလည်းကျွန်တော်ပြောလိုက်ပြီနော်။အဲဒီတကယ်ကောက်မှာ2014ခုနှစ်မှာလာ30နေရတယ်ဒီ plus 10နေဒီ7နေကောက်ဆိုတော့တကောင်စင်းရည်ညွှန်းချိန်ပြီးအဲကျွန်တော်တို့2014ခုနှစ်မှာလာ29နေကြာတန်းကောက်ရတယ် အဲ့ဘက်ကရောချီမရှိတဲ့လူတွေအကုန်လုံးခုမှပြန်အဲ့ပုံမှာကျွန်တော်ကင်မရာကြီးနဲ့တိုက်ပြီးရိုက်လိုက်တယ်လို့ပဲတိုက်ပြီးနေတွေတမရှိတဲ့လူတွေအကုန်လုံးဝါဒေတာကခင်ဗျားတို့ကပြောနေတဲ့ဘင်ဂလီရောရှိတဲ့ပို့ပြီးရောလှုပ်လို့ရပါတယ်အကုန်လုံးတော့ဆက်ပါပါမချသေးခင်ရပ်ပိုင်းကရှမ်းပြည်နယ်တောင်ပိုင်းမိုင်းတုံမြို့နယ်အတွင်းမှာရှိတဲ့ဝါပြည်သွေးစီညီညွတ်ရေးတပ်မတော်ကစက္ကန့်တစ်ခုကိုအစိုးရစစ်တပ်ဘက်ကဆုတ်ခွာပေးဖို့တောင်းဆိုခဲ့ရမှာဝါစစ်တပ်တွေကဆုတ်ခွာပေးခြင်းမရှိတဲ့အတွက်အစိုးရတပ်တွေကဝါစစ်တပ်စက္ကန့်ကိုဝိုင်းထားတဲ့အထိစစ်ရေးတင်းမာမှုတွေဖြစ်ပေါ်ခဲ့ပါတယ်။ အဲ့ဒီလိုစည်ရေးတင်းမာမှုတွေဖြစ်ပေါ်နေတာကိုဝင်းကြီးဦးသိန်းစောဦးဆောင်တဲ့ပြည်တော်စုညဉ့်ဉျေးရေးဖော်ဆောင်ရေးအဖွဲ့နဲ့ဝါပြည်သွေးစည်းညဉ့်ဉျေးရေးတက်မတော်တို့ကျိုင်းတုံမြို့မှာတွေ့ဆုံခဲ့ပြီးအချက်၅ချက်ပါတဲ့ပူးတွဲကြေညာချက်ကိုထုတ်ပြန်ခဲ့ပါတယ်။ဝါစစ်တပ်တွေနဲ့အစိုးရတပ်တွေအကြားစည်ရေးတင်းမာမှုဖြစ်ပေါ်နေတာဟာအောက်ခြေအဆင့်မှသာဖြစ်ပြီးဗဟိုအဆင့်မှာတော့နှုတ်ဦးနှစ်ဖက်ဆက်ဆံရေးအဆင်ပြေတယ်လို့ပြည်တော်စုညဉ့်ဉျေးရေးဖော်ဆောင်ရေးအဖွဲ့ဝင်ပြည်တော်စုဝင်းကြီးဦးဝင်းထွန်းကမြန်မာညဉ့်ဉျေးရေးစင်တာမှာကျင်းပတဲ့သတင်းစာရှင်းလင်းပွဲမှာပြောပါတယ်။ ်ဝါကပ်ဖွင့်တဲ့ပြည်တဲ့အခြေအနေတွေအားလုံးကိုပြင်းစားတဲ့မှာအခုသဘောတူပြင်ညာချက်တွေထုတ်ပြန်ကြေညာဖြစ်ပါတယ်အားလုံးအချက်၅ချက်ထုတ်ပြန်ကြေညာခဲ့ပါတယ်အခြေအနေကဘိုးပိုင်းမှာဘာမှပြဿနာရှိပါဘူးတိုးတော်လည်းပဲအောက်ခြေမှာအခြေမှာအမြင်မှားလေးတွေရှိလာကြတယ်အဖွားလူကြီးတွေကဆင်းပြီးတော့ဆူဆင်းပြလိုက်တဲ့သဘောပဲဖြစ်ပါတယ်။ဒါကြောင့်ဒီနေ့ဘာမှအခက်အခဲပြဿနာမရှိပါဘူး။အားလုံးညီညွတ်နဲ့ပူးပေါင်းပြီးတော့ဆောင်ရွက်တဲ့ရှိနေပါတယ်။ လက်ရှိအချိန်မှာဝါကိုပိုင်အုပ်ချုပ်ခွင့်ရတိုင်းအတွင်းမှာလူဦးရေ9သိန်းနီးပါးရှိပြီးဝါစစ်တပ်အင်အား3-4000လောက်ရှိမယ်လို့ခန့်မှန်းပြောဆိုနေကြပါတယ်ခင်ဗျာ။